ပြီးခဲ့တဲ့အောက်တိုဘာလ25ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ EDS ဘဏ်ရဲ့နှုတ်ဆက်ပွဲမှာအသုံးပြုခဲ့တဲ့ Remo ရဲ့တခြင်းတွေအတွက်မူပိုင်ခွင့်အသုံးပြုခငွေကြေးကိုအခုချိန်ထိလာရောက်ရှင်းမပေးသေးဘူးဟုဆိုကာပွဲစီစဉ်သူနဲ့ EDS ဘဏ်ရဲ့ Guitarist ဖိုးလုံးတို့ကိုလိုင်းပေါ်ကနေပြပြသားသားပြောကြားလာခဲ့တဲ့ Remo ရဲ့မိခင်ဖြစ်သူ Dr. မြတ်မော် မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့အောက်တိုဘာလ25ရက်နေ့က EDS ဘဏ်ရဲ့နှုတ်ဆက်ပွဲအနေနဲ့ရောအဆိုတော်ရီမွန်ကိုလွမ်းဆွတ်တန်းထားခြင်းအနေနဲ့ရောပြောပြပွဲကျင်းပခဲ့တာဖြစ်ပြီးအဆိုပါပြောပြပွဲအတွက်ရီမွန်တီဆိုခဲ့တဲ့တခြင်းတွေကိုမူပိုင်ခွင့်အသုံးပြုမှုနဲ့ပတ်သက်ပြီးငွေကြေးတစုံတရာရရှိခြင်းမရှိသေးတဲ့အပေါ်မှာရီမွန်ရဲ့မိခင်ဖြစ်သူဒေါက်ခင်မြတ်မွန်ကအခုလိုပြပြတသားမိကွန်းထုတ်လာခဲ့ပါတယ်အန်တီဒေါက်ခင်မြတ်မွန်က 25ရက်အောက်တိုဘာလညက EDS နှုတ်ဆက်ပွဲအတွက် NDC မှာမူပိုင်ခွင့်ခွင့်ပြုချက်လာယူထားသော9 Planets ကကြီးကြီးခေါ်ဂိုင်းချုံနဲ့ EDS ဘဏ်ကတားဖိုးလုံးတို့ရေပွဲသာပြီးသွားတဲ့ဒီနေ့ဒီချိန်ရက်ထိအဓိကကျသူရေမွန်ရဲ့ရှားပိုင်ခွင့်ကျန်ရစ်သူမိသားစုက တကြက်တပြားမှမရသေးတဲ့ကိစ္စပါကျန်တခြားသူများနဲ့ EDS အဖွဲ့သားတွေအားလုံးကတော့ရပြီးသွားပြီလို့အတိအကျသိပြီးပါပြီ။လာရှင်းပေးကြပါဦး။ ခွင့်ပြုချက်လာယူတာလဲမင်းတို့နှစ်ယောက်မို့ဒီပြဿနာကိုရှင်းပြဖို့တာဝန်ကလည်းမင်းတို့ရဲ့တာဝန်ပါပဲအခုကအန်တီကိုရှင်းပြသွားပြီလို့စရင်ထွက်ပြီးတရင်ထွက်နေပေမယ့်လုံးဝမရသေးလို့ဘသူစီတောင်းပြီးဘသူကပေးရမှာလဲဘသူကလက်ခံယူထားလဲတဲတဲကွဲကွဲသိချင်ပါတယ် ဒါကြောင့်အချင်းချင်းဗောလီဘောပုတ်ပြီးရန်တိုက်ပေးနေကြမယ့်အစား꽌လွန်သွားတဲ့မင်းတို့ရဲ့တငယ်ချင်းကလူယုံလူအားကြီးတွတ်ပြီးရဲ့မျက်နာကိုထောက်ထားအားနာတော်စိမ့်နဲ့အခုပြဿနာကိုပြည်လဲတည်းအထိဖြေရှင်းပေးကြပါရန်အန်တီတောင်းဆိုပါတယ်ဟုဆိုကောင်ရီမွန်ရဲ့မိခင်ဖြစ်သူဒေါက်ခင်မြတ်မုံကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောဆိုထားတာလည်းဖြစ်ပါတယ်အဆိုပါကိစ္စနဲ့ပတ်သက်ပြီးတယောက်တစ်မျိုးဝေဖန်တဲ့တွေရှိနေတဲ့အပေါ်မှာလေရီမွန်ရဲ့ညီမဖြစ်သူက သိန်းဆယ်ကနန်းကိုစိတ်ဝင်တစားနဲ့စီပီမာလာမီးချလို့တခါတည်းဖြည့်ပေးလိုက်ပါမယ်ရှင်။တချင်းအပုတ်30လောက်သုံးထားတဲ့ပွဲအကြီးကြီးမှာပွဲခွင့်ပြုချက်နဲ့တချင်းမူပိုင်ခွင့်ခါအတွက်မြမငွေကျပ်သိန်း50ပါရှင်။အရင်နေ့ကအမေကပြောလိုက်ပါသေးတယ်ကိုပိုးလုံးနဲ့ជីជីကိုဒီပမာဏကတော့အရန်ကိုနဲလုံးနဲ့နည်းနည်းလောက်ပိုပေးပါအောင်လို့ပြောတော့ဒီပမာဏကအသက်တင်မှာနောက်ထပ်အန်တီကိုတီးတန့်သတင်းချုပ်ကတော်ဖို့အတွက်ရည်ရွယ်ထားပါတယ်ဆိုပြီးပြောသွားခဲ့တာပါ အမေပြောတဲ့တားဖြစ်သူရဲ့ရှားပိုင်ခွင်းက3000လည်းမဟုတ်3500လည်းမဟုတ်ပါဘူးနော်ကို့အကူနာမည်နဲ့ပွဲလှုပ်ရှားသွားပြီးမိသားစုကဖြင့်တပြားမှမရှားလိုက်ဖုန်းဆက်ရှင်တော်လည်းကြားထဲမှာတင်အပြည့်မပေါ်တဲ့ဆက်ဖြစ်နေလို့ public board တင်တော့မှမိသားစုကအဆောက်ပြစ်ဖြစ်ရသေးတယ်ပွဲလှုပ်ဖို့အတွက်ခွင့်ပြုချက်လာတောင်းချိန်တုန်းကသူတို့ဘက်ကတောင်အဆိုတော်ခေါ်ထားတာတွေ sponsor တောင်းထားတဲ့ကိစ္စတွေစနစ်နေပြီး ကိုရီဘက်ကသာခွင့်မပြုဘူးဆိုပြီးညင်းလိုက်ရင်လေမိသားစုကြောင့်ပွဲပြတ်တယ်ဆိုပြီးဝိုင်းပြီးတော့မြစ်တာပို့ကြအောင်မေပွဲကအချီချင်းမြတ်တယ်ဆိုတာလဲလာတဲ့လူတိုင်းအသိပါပဲလက်မှတ်ဈေးတွေကိုမတန်တဆတင်ထားတယ်စပွန်ဆာပေးထားတဲ့ကုမ္ပဏီတွေကလည်းမနှဲပါဘူး နောက်ပြီးလာသမျှပြိသက်တွေကိုရေဘူးကအစအယူမလာခိုင်းမယ်။အထဲမှာဈေးဆိုင်တွေငှားစားထားတဲ့ဈေးတွေနဲ့ရှင်ရင်မိသားစုအတွက်စီစဉ်ပေးတဲ့90ဆိုတဲ့အမောင်းကလူကြားထဲချပြဖို့တောင်ရှက်ဖို့ကောင်းပါတယ်။ရှင်တို့သာရှက်တဲ့ရင်ပေါ်ဟုဆိုကအစိုးရရေမွန်ရဲ့ညီမကပြပြသားသားပြောဆိုထားတာလည်းဖြစ်ပါတယ်။